မြန်မာနိုင်ငံကပုတ်ပါမီတောင်ကြီးတစ်ချိန်ပောက်ကွဲနိုင်သလားဒါကတော့မြန်မာနိုင်ငံကပုတ်ပါမီတောင်ကြီးတစ်ချိန်ပောက်ကွဲနိုင်သလားဆိုတော့စမ်းစစ်ချက်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ငလင်ကိစ္စကြောင့်လူအလုံးသွေးပူနေကြချိန်မှာတချို့အစိုးရလုံးနေသူတွေကငလင်သာဆက်လုပ်နေမယ်ဆိုရင်ပုတ်ပါမီတောင်ကြီးပါပြည်စီလောကွာဟမှုဖြစ်ပြီးပောက်ကွဲနိုင်မလားလို့တွေးမိနေကြပါတယ်တကယ်လို့များမြန်မာအထင်ကြီးရဒေတာကဒီမီတောင်ကြီးပောက်ကွဲမယ်ဆိုရင်အနည်းတစ်ဝိုက်ကကြေးရွာတွေပြင်လူပေါင်းထောင်ချီပျက်စီးမဲ့အရေးကိုလည်းတွေးပူနေကြပါတယ် ။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့ပုပ်ပါမီတောင်ဟောင်းနဲ့ပတ်သက်တဲ့အလားအလာပေါင်းများစွာကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။တကယ်တော့အတဝင်မီတောင်၊ငုတ်တုံမီတောင်၊အိပ်ပျော်မီတောင်ဆိုပြီးမီတောင်၃မျိုးရှိတဲ့အနေနဲ့ပုပ်ပါတောင်ဟာအိပ်ပျော်နေတဲ့မီတောင်အမျိုးအစားမှာပါဝင်ပါတယ်။သိပ္ပံနေချာတိုင်းထွာချက်တွေအရပုပ်ပါတောင်ဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းနှစ်တန်းခွဲလောက်ကတည်းကပေါက်ကွဲခဲ့ပူပါတယ်။အဲ့ဒီကလေးကချော်ရီစုဖွတ်ခြင်းအလေးမရှိတော့ဘဲ တည်ငြိမ်နေခဲ့တာခက်အဆက်ဆက်ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်မြေစီလောအပူချိန်ကိုမြင့်တက်စေနိုင်တဲ့ပစိဖိတ်မီးခွန်းဆက်ဝန်တဲ့မှာပေါပားတောင်ဟာမပါဝင်တဲ့အတွက်နောက်ထပ်ချော်ရီတွေစုဖို့ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။တချို့ကလည်းအိန္ဒိယသမုဒ္ဒရာကျောက်လွားနဲ့ယူရေရှားကျောက်လွားတို့တိုက်မိတဲ့အေယာရီမြေဝန်းဒေသမှာတည်ရှိတဲ့အတွက်နောက်တစ်ချိန်ပြန်လဲတောက်ဝင်လာတဲ့လို့အဆိုပြုကြပေမယ့်ဖြစ်နိုင်ခြေကအင်မတန်နဲ့ပါပါတယ်။ဒါကြောင့်တာမန်ဖြေရုပ်ဖြစ်စဉ်အရာဆိုရင်ပေါပားမီးတောင်ပောက်ကွဲဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ နှစ်တန်းပေါင်းများစွာမပေါက်ကွဲခဲ့တဲ့ငြိမ်သက်နေတဲ့အတွက်ကမ္ဘာသုတေသီတွေကတော့ဘယ်နည်းနဲ့မှထပ်မပေါက်ကွဲတော့ဘူးလို့ယူဆကြပါတယ်။ဒါပေမဲ့လည်းအင်မတန်ရှားပါးတဲ့အခြေအနေအရမြေစီလွှာပြောင်းလဲမှုကြီးကြီးမားမားဖြစ်ခဲ့ရင်ဒါမှမဟုတ်လူလုတက်စီမံကိန်းတွေကြောင့်မြေအောက်ထံွေအပြောင်းလဲဖြစ်ရင်တော့ဒင်မီတောင်ကြီးအသက်ဝင်လာနိုင်ပါတယ်။ဒီနေရာမှာပုပ်ပားဒေတာရဲ့ရိုးရာယုံကြည်မှုရတော့ပုပ်ပားဟာနှစ်တုတ်ဆံပြောရာဒေတာဖြစ်တဲ့အတွက်တောင်တော်တခင်မှာမေဝနာဒေါသထွက်ရင်ပောက်ကွဲမယ်လို့လဲဆိုကြပါဗျ။ တချို့လည်းတောင်တော်သခင်မှကျွလွတ်သွားရင်ဒီနေရာကတက်ရှိအားလုံးကိုသူနဲ့အတူခေါ်သွားဖို့မိတောင်ပေါက်ကွဲမယ်လို့ယုံကြည်ကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်လက်ရှိမှာတော့ပေါပားမိတောင်ဟာပေါက်ကွဲနိုင်ခြင်းလုံးဝမရှိပဲအကယ်၍များပေါက်ကွဲခဲ့ရင်လည်းအနီးအနားရွာတွေအားလုံးကိုချော်ရီအောက်မှာစုံစုံမြုပ်စေတဲ့အထိအရှင်လက်လက်ဝါမျိုးသွားမှဖြစ်ပါတယ်။အခုလိုထူးဆန်းမွန်ရာဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်မို့ကျမတို့ရဲ့ page လေးကို like and follow ထားဖို့လည်းမမေ့ပါနဲ့အောင်ရှင်။